ပစ္စယောဝိပယုတ္တဆိုတာမရှင်တွဲခြင်း မတူညီခြင်းလို့အဓိပ္ပာယ်ရတယ်အချောင်းတရားနဲ့အချိုးတရားတဘာဝခြင်း မတူပေမဲ့ယေຊုပြုတယ်လို့ဆိုလိုတယ်တံပြာဖြော်ရည်ကို ကြည့်လိုက်တံပြာနဲ့တကြားပေါင်းဆက်ပြီးဖြော်ထားတာတကြားကအချိုးတံပြာကအချင်းတဘာဝခြင်းမတူဘူး ဒါပေမဲ့ရောဆက်ပြီးဖြောလိုက်တဲ့အခါမှာချိုးချင်းအရသာလေးဖြစ်ပြီးတောက်လို့ကောင်းသွားတယ်။တဘာဝချင်းမတူပေမဲ့အပြန်အလှန်အထောက်ကူပြုတ်သွားတယ်။ဒါကြောင့်တောက်လို့ကောင်းသွားတာ။ကိုကိုကိုကြည်လိုက် ရုံနဲ့နန်ရှိတယ်။တဘာဝချင်းမတူဘူး။ခန္ဓာကိုယ်အထယ်ဝိတ္ထုက ရုပ်တရား။စိတ်ဝေဒနာတင်ညာစသည်တို့ကနံတရား။စိတ်ဆိုတာတည်တာ။ ဝေဒနာဆိုတာခံစားတာတင်ညာဆိုတာမှတ်သားတာခံစားတာပဲဖြစ်ဖြစ်မှတ်သားတာပဲဖြစ်ဖြစ်စိတ်ထဲမှာဖြစ်တဲ့အရာကြီးပဲဒီတော့အနန္တရားတွေဟာအချင်းချင်းတဘာဝချင်း တူတယ်ယုတ်နဲ့နံကြတော့တဘာဝချင်းမတူတော့ဘူးယုတ်ကယုတ်တဘာဝနံကနံတဘာဝပဲတဘာဝချင်းမတူပေမဲ့အပြန်အလှန်အထောက်အကူပြုနေကြတယ်ဒီတော့ အကြောင်းယုတ်တရားဆိုရင်အကျိုးကနံတရားအကြောင်းကနံတရားဆိုရင်အကျိုးကယုတ်တရားဒီလိုဖြစ်သွားတယ်အဲ့ဒါကိုပဲဝိပယုတ်တပစ္စယောလို့ဆိုပါတယ်ပါဠိနဲ့ဘာသာပြန်ရူပိနောဓမ္မာအရူပိနံဓမ္မာနံဝိပယုတ်တပစ္စယေနပစ္စယော ရူပိနောယုတ်ဖြစ်ကုန်သောဓမ္မာဝတ္ထုယုတ်၆ပါး ျက်စိနာနာရှာကိုနှလုံးတို့သည်အာရူပိနံနံဖြစ်ကုန်သောဓမ္မာနံနံတရားတို့အားဝိပယုတပစ္စယေနဝိပယုတပစ္စယောတတိဖြင့်ပစ္စယောကျေစုပြုသည် ဟောတိဖြစ်ပါ၏အာရူပိနောဓမ္မာ ရူပိနံဓမ္မာနံဝိပယုတပစ္စယေနပစ္စယောအာရူပိနောနံဖြစ်ကုန်သောဓမ္မာ နံခန္ဓာတို့သည် ရူပိနံရုပ်ဖြစ်ကုန်သောဓမ္မာနံစိတ်တသယုတ်ပဋိတတေကမ္မဇယုတ်တို့အားဝေပျုဒ္ဒပစ္စေနဝေပျုဒ္ဒပစ္စယတတိဖြင့်ပစ္စယောကျေစုပြုသည်ဟောတိဖြစ်ပါပေ။ယုတ်ကအကြောင်းနံကအကျိုးမျက်စိကအစင်းကိုမြင်နေမြင်သည့်စိတ်ဖြစ်ပေါ်လာတယ်။ မျက်စိရှိလို့မြင်သိစိတ်ဖြစ်တာမျက်စိမရှိရင်မြင်သိစိတ်ဖြစ်เสียအကြောင်းမရှိပါဒီတော့မျက်စိကအကြောင်းတရားမြင်သိစိတ်ကအကျိုးတရားဒါဝိပယုတပစ္စည်းပါပဲမျက်စိကရုပ်မြင်သိစိတ်ကအနာရုပ်နဲ့နာဟာသဘာဝချင်းမတူဘူးဒါပေမဲ့တစ်ခုနဲ့တစ်ခုကျေစုပြုနေကြတယ်နာကအကြောင်း ရုပ်ကအကျိုး ကုသိုလ်စိတ်ပဲဖြစ်ဖြစ်အကုသိုလ်စိတ်ပဲဖြစ်ဖြစ်စိတ်တစ်ခုဖြစ်လာပြီဆိုရင်စိတ်တစားယုတ်တွေဖြစ်လာတယ်စိတ်တစားယုတ်ဆိုတာစိတ်ကြောင့်ဖြစ်တဲ့ယုတ်ဘာပဲလုပ်လို့အလုံးလုံးပြီဆိုရင်ကိုယ်မူရာနှုတ်မူရာတွေဖြစ်လာတယ်အဲ့ဒါစိတ်တစားယုတ်လို့ခေါ်တယ်ဒီတော့စိတ်ကအကြောင်းတရားယုတ်ကအကျိုးတရားဒါဝေပျောတာပစ္စည်းပါ စိတ်ကနာကိုယ်မူရာနှုတ်မူရာကယုတ် ရုံနဲ့နာဟာတဘာဝချင်းမတူဘူးဒါပေမဲ့တစ်ခုနဲ့တစ်ခုကျေစုပြုနေကြတယ်လောကထဲကဝိပယုတ်တာဓမ္မနယ်ပယ်မှာသာဝိပယုတ်တာရှိတာမဟုတ်ပါဘူးလောကနယ်ပယ်မှာလည်းဝိပယုတ်တာရှိနေတာပဲတဘာဝချင်းမတူပေမဲ့အပြန်လန်ကျေစုပြုနေတာတွေအများကြီးရှိတယ်ဥပရေပြုမှန်တိုင်းကြီးဖြစ်တဲ့အလွတ်တော်ကိုကြည့်လိုက်ပါအလွတ်တော်တည်းရှိနေကြတယ်အလွတ်တော်ကိုယ်စလဲ ဥပဒေပြုအမတ်တွေဟာတယောက်နဲ့တယောက်ဝါဒချင်းမတူကြဘူးအယူဆချင်းမတူကြဘူးဝါဒချင်းမတူကြပေမဲ့ဥပဒေပြုတဲ့အခါမှာတော့ပူပေါင်းပြီးဆောင်ရွက်နေကြတယ်ဝါဒသာမတူတာအပြန်လန်တော့အကျိုးပြုနေကြတယ်ဒါကြောင့်ဥပဒေတွေတစ်ခုပြီးတစ်ခုထွက်ပေါ်လာတာပေါ့အဲ့ဒါဝေပယုတ်တာပါပဲအဲ့ဒါမတူပဲအိမ်သူဖြစ်ဘုရားလက်ထက်ကရာဇဂျိုမြို့မှာဇနီးမောင်နှံ၂ယောက်ရှိတယ်သူတို့မှာတားချီပဲခဏယောက်မွေးတယ် အဲ့ဒီမောင်နှံနှစ်ယောက်ဟာအံ့ဩစရာလွန်ကောင်းတယ်ပါကြောင်တယ်အတွင်မတူပဲအိမ်သူဖြစ်နေကြလို့တယောက်နဲ့တယောက်ဇာတ်ချင်းမတူဘူးဇနီးဖြစ်သူက နုညံသိမ့်ဝေးတဲ့တောတာပန်ယောက်ျားဖြစ်သူကကြမ်းတမ်းတယ်တောလိုက်မို့ဆိုဇနီးဖြစ်သူဟာတောတာပန်ဖြစ်တဲ့အတွက်ယောက်ျားဖြစ်သူမို့ဆိုလုံနေတာကိုပဲကြိုက်မလဲဒီတော့တားမှာပေါ့တားလို့တော့မရ သူထိုင်တဲ့သူကဆိုပြီးဥပိ္ပခာနဲ့နေရတာပဲအတိတ်ကရေစက်ကြောင့်တော့အခုလိုဆုံးရှုံးနေကြတာဆိုရိုးစကားတစ်ခွန်းရှိတယ်အတွင်မတူအိမ်သူမဖြစ်တဲ့စိတ်နဲ့စိတ်ထားချင်းဇယိုက်တဘာဝချင်းမတူရင်ဇနီးမောင်နှံမဖြစ်နိုင်ဘူးဒီဇနီးမောင်နှံကြတော့အဲ့ဒီလိုမဟုတ်ဘူးဇယိုက်ချင်းကမိုးနှစ်မြေလောက်กว่าတယ်ဒါပေမဲ့အတူတူနေကြတယ်အတွင်မတူပဲအိမ်သူဖြစ်နေကြတယ်ပေါ့ဒါဝေပြုတ်တာပါ နောက်ပိုင်းတော့တရားရပြီတရက်မိုးဆိုးကြီးတို့မိသားစုအကျွတ်တရားရဖို့အကြောင်းဖန်လာတယ်မြတ်စွာဘုရားတော်တဲ့ကြွလာတဲ့အခါမိုးဆိုးကြီးကြော်ခွင်ထောင်တဲ့တရားနေရာနားမှာတွားပြီးတရင်တုံတယ်မိုးဆိုးကြီးဟာဘုရားကိုမြင်လိုက်တဲ့အခါမှာဒေါသဖြစ်သွားတယ်ဒီနာလာနေလာနေရတာလို့ကွာသားကောင်ဖယ်ရတော့မလဲဒါငါ့ကိုနောက်ဆက်တာပဲဆိုပြီးလေးနှစ်ပြဖို့ရွယ်လိုက်တယ်ဒါပေမဲ့ဘုရား မေတ္တာတကူတော့ကြောင်းဘလို့မှပြစ်လို့မရဘူးအဲ့ဒီနောက်သားတွေရောက်လာတယ်သားတွေကလည်းဖះကိုလေးနဲ့ပြစ်ဖို့ရွယ်ကြတယ်အဲ့လိုရွယ်လိုက်ချိန်မှာပဲသူတို့ဟာဘလို့မှပြစ်လို့မရပဲနဲ့ရုပ်သေးရုပ်တည်းလို့လောက်လို့မရပဲဖြစ်သွားတယ်အဲ့ဒီချိန်မှာမိုးဆိုးကြီးနဲ့ဇနီးရောက်လာပြီး ဖေဖះကိုဒီလိုမလုပ်ရဘူးခတ်လိုက်တာဒုက္ခရောက်တော့မှာပဲအဖေကိုတောင်းပန်ရမယ်တာဖာတစုတောင်းပန်ကြဆိုပြီးပြောလိုက်တော့အဲ့ဒီကြာမှာဖះကိုတောင်းပန်ကြတယ်မြတ်စွာဘုရားကလည်းတရားဟောလိုက်တယ်မုံဆိုးကြီးတို့မိသားစု အာယုံဆိုင်ပြီးတရားနာကြတယ်နာရင်ကျင့်ကျင့်ရင်နာလိုက်တာအလုံးသောတာပန်ဖြစ်သွားကြတယ်ဇနီးဖြစ်သူရဲ့အခြေစုပ်ကြောင့်မုံဆိုးကြီးတရားရသွားတယ်ဒီဖြစ်စဉ်ကိုကြည့်လိုက်မယ်ဆိုရင်ဇနီးမောင်နဲ့နှစ်ယောက်ဟာ ဇယိုက်ချင်းမတူပြီမဲ့တယောက်အကျိုးတယောက်တည်ပိုခဲ့တယ်ဒါဝိပယုတ်တာပါပဲလောကကြီးမှာဇယိုက်ချင်းမတူပြီမဲ့လက်တွဲဆောင်ရွက်နေတာတွေနဲ့တူနေတယ်ပါဝါဒချင်းမတူပြီမဲ့အပြန်လန်အကျိုးပြုနေတာတွေအများကြီးပါဒါကြောင့်တစုံတယောက်တသိန်းတစ်ဖွဲ့အတွက်အကျိုးဖြစ်ထွန်းမယ်ဆိုရင်ဝါဒမတူလဲပေါင်းရမယ်ဇယိုက်မတူလဲလက်တွဲရမယ်အယူဆမတူလဲဆက်ဆံရမယ် အဲ့ဒါကိုဝေပယုတ်တာလို့ဆိုပါတယ်တတဝကတိန်တရားကိန်းအေးငြိမ်းချမ်းသာ ရှိပါစေ